ဒီနေ့ကစပြီးတော့ဟောဒီတာဝရဏနတ်ပြီးကိုဟောဒီကတုံးရုပ်တည်းဝင်ခွေထွက်ခွင်းကိုငါမပေးတော့ဘူးနန္ဒောပဏ္ဏနဂမင်းကြီးက စားပွဲတောက်ပွဲကိုခဏထားခဲ့ပြီးတော့ သူဘာလို့လိုက်တော့ဆိုတော့တကိုးကြီးတဲ့နတ်မင်းကြီးဆိုတော့တန်ဃာတော်ရဲ့ရှေ့ရောက်တကိုးနဲ့ခတ်သုံးသုံးလေးသူကအရင်ပြေးသွားသူပါတီဘွယ်ကြီးခေကောင်းနေမင်းတို့ပါတီဘွယ်ခဏရအောင်ကဒီကဒုံရုပ်တွေကငါပညာပြအောင်မယ်ဆိုပြီးတော့ဒုံကနေတကားနဲ့ပလင်မော်ကနေပြောက်သွားတန်ဃာတော်ရဲ့ရှေ့ကသုတ်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 ပြေးပြီးတော့ဖတ်ပြီးကိုသွားတဲ့လမ်းကိုရှေ့ကနေသွားပိုက်တယ်တဲ့ဘယ်လိုပိတ်တော့ဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့မြင်းမို့တောင်ကြီးကိုခုနှစ်ပတ်ပတ်ထားတယ်လေခဏပတ်ပတ်ထားတာ ုနှစ်ပတ်ပါလိုက်ပြီးတော့အဲ့ဒါတာဝရိန္ဒနတ်မြို့တော်နဲ့တကောကသံမင်းကြီးရဲ့ဝေဇယန္တဗိမာန်ကြီးရဲ့အထွတ်ထုတ်ပိကာဖိုးရပြေတော့ဟိုးပြတ်သက်ဆောင်ကြီးရဲ့ထိတ်ဆုံးကအချွန်လေးကိုအဲ့ဒါထုတ်ပိကာလို့ခေါ် အဲ့ဒီထုံးမိကကိုပပင်းနဲ့ဖုံးလာလိုက်တော့မြတ်စွာဘုရားနဲ့တန်ဃာတို့တိကကောင်းငင်ခရီးဇံဟုတ်စီးပြီးတော့တပြင်းပြင်းနဲ့ကြွတော်မူလာတာအဲ့ဒါတဏှာရောက်တော့ဩရှင်ရထပါလာကမြတ်စွာဘုရားကို နောက်ကနေလှမ်းပြီးတော့ရှောင်းတယ်ဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားခါတိုင်းဆိုရင်တပြည့်တော်တို့ဒီနေရာရောက်တယ်ဆိုတာနဲ့မြင့်မော်တောင်းကြီးရဲ့တာဝရိန္ဒရဲ့တာဝရိန္ဒရဲ့ပြတ်တဆောင်းနေရဲ့ ဝေဒယံတာကြီးရဲ့ဝေဒယံတာနန်းပြတ်တကထုတ်ပြီးကားလေးကိုမြင်ရပါတယ်ခင်ဗျာအခုဒီနေရာရောက်တာတော့မှတာဝရဏနတ်ကြီးလည်းမမြင်ရတော့ဘူးဝေဒယံတာနန်းပြတ်တကြီးလည်းမမြင်ရတော့ဘူးအဲဒီလိုလျှောက်တယ်တဲ့ အဲ့ဒီလိုပေါ့လေကောင်းကင်မှာငကုံကမြင်နေတဲ့ဟာတွေမမြင်တဲ့အခါကျတော့ရင်ရထပါလာကမြတ်စွာဘုရားကိုစောက်တော့မြတ်စွာဘုရားကရှင်ရထပါလာကိုဗာမိန်တော်မူတော့ဆိုရင်စေတနာထပါလာနန္ဒောပဏ္ဏတငကမင်းကြီးစိတ်ချိုးပြီးတော့အဲ့ဒီမင်းဘုံတောင်ကြီးကိုဝေဇယန္တနန်းပြတ်ကြီးကိုဗပြင်းနဲ့အုပ်ပြီးတော့သူ့ခொနှခွေခွေပြီးတော့ဖုံးလာလိုက်တာလို့မြတ်စွာဘုရားကမိန်တော်မူတော့ရှင်ရထပါလာကအဲ့ဒါဆိုရင် တပိတော်တို့သွားတဲ့လမ်းကိုပိတ်ထားတာဒီငကမင်းကြီးကိုတပိတော်သွားဆုံးမလိုက်မဲ့ဘုရားလို့ရှောက်တော့ရှင်သာသဒ္ပါလမင်းအသာနေမင်းအဲ့ဒါနဲ့နောက်တစ်ပါးဘယ်သူထွက်လာတော့ဆိုတော့အရှင်ဗတ္တိရတဲ့မေတ္တာရမင်းငင်ငင်လေးနေစာနောက်ဆုတ်သွားတဲ့ရှင်ဗတ္တိဘယ်သူထွက်လာတော့ဆိုဘုရင်သားရဟုလာထွက်လာရဟုလာကလည်းသူကယဟန္တာဖြစ်ပြီးပြီး အာဂမေဟိယာဟုလားယာဟုလားမေအတာနေသံတပိုင်းတော့ထွက်ထွက်ပြီးတော့မြတ်စွာဘုရားကိုခွင့်တောင်းတာနောက်ဆုံးဘဒူထွက်လာတဲ့အရှင်မဟာမောကလမောကလထွက်လာတဲ့အခါကျတော့မရှင်မောကလကမြတ်စွာဘုရားကိုရှောက်တယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနန္ဒောပဏ္ဏနဂါမင်းကြီးကိုတပည့်တော်သွားဆုံးမပါမယ်မေတ္တာမောကလမင်းသွားဆုံးမလာတော့ဆုံးမပေါ့ကွာတဲ့ တကောအရာမှာဧတတေရထားတဲ့နဂါဘလောက်ဆိုးတုံးဆိုတာကြည့်တော့ဗာမိန်တော်မူလိုက်တော့ဆိုတော့တွားဆုံးမှတော့ဆုံးမှမောက်ကလန်တဲ့ဒါပဲမလို့တတိထားပါအဲ့တော့ယဟနာရှင်သူမြတ်ကြီးတွေ900ပါလာတာပဲမိဒါရ900လုံးဟာလည်းပဲတကောကြီးမြတ်တော်မူတဲ့ယဟနာကြီးတွေပဲအဲ့တော့ယဟနာ900တကောချင်း အထုထုပဲ ါပေမဲ့လို့တခြားယဟန္တာကြီးတွေကိုဘုရားကဆုံးမခွင့်မပေးဘဲနဲ့ဘာဖြစ်လို့အရှင်မမောကလံဘုရားကဆုံးမခွင့်ပေးတာလို့ဆိုရင်ခိပ္ပနိတန်တိလို့တစ်ဆက်ကအဲ့ဒီတစ်ဆက်ကအတွင်းမှာဘင်းချက်ချင်းဇာဝင်သားပြီးတော့ကာခွယ်နိုင်လောက်တဲ့စွမ်းအားဟုတ်ကတော့ဒီမှာမရှိဘူးအဲ့ဒါရှင်မောကလံတပါးရရတယ် ်အခေါ်တော်လေးကနည်းနည်းကြားရတယ်သူကဇံဝင်သားပဲဆိုလို့ရှိရင်သူပရိကံတွေဘာတွေလုပ်နေတာဇံဝင်သားသူကနည်းနည်းကြားရရှင်မောက်ကလည်းအဲ့လိုမဟုတ်တဆက်ကအတွင်းမှာလည်းချက်ချင်းဇံဝင်သားချက်ချင်းအဲ့ဒီဇံကပြန်ထနိုင်နေတယ်ဘလောက်လှင်မြန်လို့ဆိုတာပရိသတ်အဲ့ဒါကြောင့်မို့လို့သာသနာတော်မှာတကူအရာမှာရှင်မောက်ကလည်းကိုမိတဲ့ပုဂ္ဂိုလ်မရှိဘူးဒါကြောင့်ရှင်မောက်ကလည်းအဲ့ဒီတကူဆိုတဲ့ဘွဲ့အေတဲ့တဲ့ဘွဲ့တို့ကုန်လို့ကိုရထားတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကရှင်မောက်ကလည်းကိုရွေးလိုက်တာ အဲ့လိုတကူကြီးတဲ့ပုဂ္ဂိုလ်ကမှသုံးမခွင့်ပြုတာဒါတောင်မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကမှန်လိုက်သေးတယ်နော်မနတိကရောဟိမောကလနာစေတံမောကလနာသတိထားနော်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနန္ဒောပဏာဏနဂါမင်းလိုမျိုးအကောင်တရားတထောင်တသိမ့်မြင်ဖြစ်ပါစေတပည့်တော်သုံးမနိုင်ပါနဲ့ဘုရားအဲ့ဒါမြတ်စွာဘုရားကအဲ့ဒါဆိုလဲသွားပြီးတော့မောကလန်ဆိုပြီးတော့